အိမ်သာထဲမှာရီးစားစာဖတ်ဖို့သည်ဆလိတောက်ဖို့သည် စာအုပ်ချနေဖတ်ဖို့သည် ထိုခံစားမှုမျိုးကိုလုပ်ဖူးကြသူတိုင်းကြိုင်နေတတ်ကြသည်အိမ်သာသည် တကူရီပြဿနာများကို လူမသိသူမသိဖြေရှင်းလဲဖော်ကောင်းမလုပ်ပေထို့ကြောင့်အညစ်ကြေးဆွံ့ရာကိုအိမ်သာဟုနာမည်လှလှပေးခံတူ၏အိမ်သာဆိုတဲ့အရာဟာ လူသားတွေရဲ့တမိုင်းတခြားမှာတော့ဘလောက်တောင်အရေးပါခဲ့တယ်လဲဆိုတာကိုသင်စဉ်းစားကြည့်ဘူးပါလားကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုတက်တောင့်တတဖြစ်စေုံသာမကပဲလူမှုအတိုင်းဝိုင်းရဲ့ကျမ်းမာရေးနဲ့တန့်ရှင်းမှုကိုပါအိမ်သာက အထောက်အကူပြုခဲ့တယ်ဆိုတာတော့မြင်မရတဲ့အချက်ပဲဖြစ်ပါတယ်မြန်မာတမိုင်းမှာလည်းအိမ်သာနဲ့ပတ်သက်တဲ့မမတ်တင်တင် ဖြစ်ခဲ့မှုတွေရရရှိပါတယ်ပရိခရမင်းသမီးက အိမ်နာတက်တဲ့အခါမှာရေမသုံးတဲ့နရသူမင်းကို အနာအကပ်မခံတာကြောင့်မလို့ဘယင်ကစိတ်ဆိုးပြီးသူ့မိဖုရားကိုတတ်ပြလိုက်ပါလေ။အိမ်နာနဲ့ဆက်ဆက်တဲ့ကလကြမင်းလို့ခေါ်တဲ့နရသူဟာလည်းအိမ်နာဇက်လန်းမှာတော့ဒုတ်တန်းမီကိုပြောရမယ်။ပကံရဇဝင်တဲ့ကဇက်ကွက်တစ်ခုပဲဖြစ်ပါတယ်။ရှေခိမြမပြည်မှာတော့အိမ်နာတက်ရင်ရေကိုမသုံးကြပါဘူး။ကံကူတန်လို့ခေါ်တဲ့ဤကုန်းဒုတ်ချောင်းလေးတွေကိုပဲအသုံးပြုကြပါတယ်။ င်လိုရင်းသားတွေခင်မစားခင်ဒီဘက်ခေတ်အချိန်ထိကိုတချို့နေရာတွေမှာကျင်းရင်သားတွေနဲ့တုတ်ချောင်းလေးတွေကိုပဲအသုံးပြုပြီးဤကုန်းခဲ့ကြပါလေလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလူတွေဟာသူတို့ရဲ့အညစ်အကြေးတွေကိုဘလို့များစွန့်ပစ်ခဲ့ကြပါသလဲအဖြေကတော့ယိုရှင်းပါလေဗျာမြေကြီးတွေကို တူထားတဲ့တွင်းတွေဒါမှမဟုတ်ရေမြောင်းလေးတွေကိုအသုံးပြုခဲ့ကြတာပါပဲရှေးခေတ်အိန္ဒိယနဲ့ယောမလူမျိုးတွေဟာ ဒီလိုရိုးရှင်းတဲ့နေလန်းလေးတွေကိုအသုံးပြုကြကြပါတယ်။တချို့နေရာတွေမှာဆိုရင်တော့လူထောင်ပေါင်းများစွာနေထိုင်တဲ့မြို့ကြီးတွေကြောင့်မလို့ရေမြောင်းစနစ်တွေကိုစတင်တည်ဆောက်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဒီလိုနေလန်းတွေကတန့်ရှင်းမှုအတွက်တော့အကန့်အသတ်ရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ပုံမှန်တိုးတက်တဲ့စနစ်တွေလိုအပ်လာကြတာအမှန်ပါပဲ။အလဲခစ်ကိုရောက်လာတဲ့အချိန်မှာတော့အင်းသားဟာနင်းနေပူပြီးအဆင်မြင့်လာပါတယ်။ ဥရောပမှာဆိုရင်တော့ရေလိုက်တွေထဲမှာအိမ်သာပုံစံတစ်မျိုးကို တွေ့လာရပါတယ်။အဲ့ဒါတော့နိုင်ငံတွေထဲမှာအခန်းလေးတွေထည့်ထားတာဖြစ်ပြီးတော့အောက်မှာတွင်တစ်ခုဒါမှမဟုတ်ရေကန်ငယ်တစ်ခုစီကိုအညစ်ကြေးတွေစီကြတော့ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ဒီပုံစံကတော့ရှေးခေတ်ကအိမ်သာတွေထက်ပိုပြီးတက်တောင့်တတာရှိပါတယ်။အနံစိုးတွေနဲ့တန့်ရှင်းမှုပြဿနာတွေကတော့ရှိနေစေပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်ကနေစပြီးအိမ်သာဟာ လူတွေရဲ့ဘဝမှာပိုပြီးအရေးပါတဲ့နေရာကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါလေ16ရာစုမှာတော့ Elizabeth I ရဲ့ cousin ဖြစ်တဲ့ Sir John Harrington ကအခုခေတ်ပိုတိုင်းတာလို့ခေါ်တဲ့ Flash Toilet တည်းရဲ့ရှေ့ပြေးရေဆွဲအိမ်သားတစ်ခုကိုတည်ထွင်ခဲ့ပါလေအိမ်သားရဲ့တမိုင်းမှာအပြောင်းလဲကြီးတစ်ခုကတော့19ရာစုမှာရေဆွဲအိမ်သား Flash Toilet တွေကိုတွင်တွင်ကျကျအသုံးပြုလာခဲ့ကြတာပဲဖြစ်ပါတယ် အင်္ဂလိပ်လူမျိုးအလက်ဇန်ဒါကမ်မင်းက1985ခုနှစ်မှာဣသရေလစနစ်ကိုမူပိုင်ခွင့်ရရှိခဲ့ပါတယ်။19ရာစုမှာတောမတ်ခရပါကအဲ့ဒီစနစ်ကိုပိုပြီးပြည်စုံလာအောင်လုပ်ခဲ့ပြီးတော့ဈေးကွက်မှာ တွင်းတွင်းကြပ်ကြပ်ရောင်းချခဲ့ပါတယ်။ဒီဣသရေလအင်သားကြောင့်လည်းအိမ်ထဲမှာတန့်ရှင်းပြီးတော့အနှံ့မရှိတဲ့အိမ်သားကိုလူတွေအတုံးပြုနိုင်ခဲ့ကြပါတယ်။အဲ့ဒီတည်တည်မှုဟာ လူထောင်ပေါင်းများစွာရဲ့ကျန်းမာရေးကိုကာဝယ်ပေးခဲ့ပြီးတော့မြို့ကြီးတွေမှာ ရောဂါပိုးရတွေပြန့်နှံ့မှုကနေပြီးမှလည်းရှော့ချပေးနိုင်ခဲ့ပါလေ19ရာစုမြန်မာပြည်အနေနဲ့ကတော့အင်နာကိုအစင်းမြင့်မြင့်သုံးနိုင်တဲ့လူကတော့အလုံးကိုနေပါပါလေရှင်ဘီရင်နဲ့အထက်တန်းလာတချို့ပဲအင်နာကိုအစင်းမြင့်မြင့်သုံးနိုင်ကြပါလေ1953ခုနှစ်မှာတော့ဗြိတိရှ်အင်ဂျင်နီယာတက်ကကပရင်ဖရီဇာနဲ့ဒေါက်တာဝီလျံမောင်ဂိုမာရီတို့ဦးဆောင်တဲ့အဖွဲ့က ရန်ကုန်မြို့တစ်စီမံကိန်းကိုရေးဆွဲခဲ့ပြီးမိန်လာစနစ်တစ်ကိုလည်းစတင်တည်ဆောက်ပေးခဲ့ပါတယ်။အဲဒါကြောင့်မြန်မာပြည်သူတွေအနေနဲ့ဆိုရင်ရေလောင်းအင်တာကိုစတင်အသုံးပြုဖို့ခဲ့ကြတဲ့လူတွေကရန်ကုန်သားတွေပဲဖြစ်မယ်ထင်ပါတယ်။အင်တာဟာတန်ရှင်းရေးတစ်ခုအတွက်တည်းမဟုတ်ပဲလူတယောက်ရဲ့စိတ်အေးချမ်းမှုတကူကြီးအချိန်တွေကိုလည်းဖန်တီးပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့အင်တာကိုနီးပညာရဲ့အကူအညီနဲ့ ုံမတိုးတက်အောင် ပြုလုပ်လာကြပါလေ။အိမ်နာထဲမှာလည်းပုံပြီးနှစ်လိုပဲကောင်းလာအောင်စိတ်ချမ်းမြေ့မှုရှိလာအောင် ပြင်ဆင်လာကြပါလေ။ဂျပန်နိုင်ငံကအဆင့်မြင့်အိမ်နာတွေမှာဆိုရင်ထိုင်ခုံအပူပေးစနစ်တွေရေဖြန်းစနစ်တွေပါဝင်လာသလိုတဘာဝပုံဝန်ကျင်ကိုထိန်းသိမ်းတဲ့မြေဝေါ်စာအိမ်နာတွေလည်းပေါ်ပေါက်လာပါလေ။ဒီလိုနဲ့ပဲအိမ်နာရဲ့တမိုင်းဟာရှိခိကယိုရှင်းတဲ့တွင်တစ်ခုကနေပြီးမှယနေ့ခင်မှာတော့ အဆင့်မြင့်ဤပညာတွေကိုအသုံးပြုထားတဲ့အထီကိုရောက်ရှိလာခဲ့ပါလေ။ဒါပေမဲ့ဘလောက်ပဲပြောင်းလဲသွားပါစေအင်နာရဲ့အဓိကအနှစ်သာရကတော့မပြောင်းလဲပါဘူး။ဒါကတော့လူတယောက်ကိုတက်တောင့်တက်တာနဲ့တကူရင်တန်ရှင်းမှုတွေအတွက်ဖြည့်ဆည်းပေးတဲ့နေရာတစ်ခုလေးပဲဖြစ်ပါလေ။အင်နာဆိုတာကတော့အညစ်အကြေးစွန့်ပစ်ဖို့လည်းမဟုတ်ပဲလူတယောက်ရဲ့တကူရင်အချိန်တွေကိုဖန်တီးပေးတဲ့နေရာလည်းဖြစ်ပါလေ။ ဒီအချက်တွေကိုစဉ်းစားကြည့်ပြီးတော့စာသားလေးတချို့ကိုလည်းရေးချခဲ့မှာပါလေ။အိမ်သာထဲမှာရီးစားစာဖတ်ဖို့ဒီဆလေးတောက်ဖို့ဒီစာအုပ်ချာနေဖတ်ဖို့ဒီထိုခံစားမှုမျိုးကိုလှုပ်ဖူးကြသူတိုင်းကြံ့နေတတ်ကြသည်။အိမ်သာဒီတကူရင်ပြဿနာများကို လူမသိသူမသိဖြေရှင်းလဲပေါ်ကောင်မလုပ်ပေ။ထို့ကြောင့်အညစ်အကြေးဆွံ့ရာကိုအိမ်သာဟူ နာမည်လာလာပေးခင်တူ၏အင်းသာသည်တကူရီပြဿနာများကို လူမသိသူမသိဖြေရှင်းနေပေါ်ကောင်မလုပ်ပေဆိုတဲ့စာသားလေးလိုပဲဒီနေရာလေးဟာ ကျွန်တော်တို့ရဲ့တကူရီတန်ရှင်းမှုနဲ့တကူရီပြဿနာတွေကို ဖြေရှင်းရမှာဘယ်သူမှဝင်ရောက်နိုင်ခြင်းမရှိတဲ့ကိုယ်ပိုင်နိုင်ငံလေးတစ်ခုပဲဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ကိုအင်းသာတက်ရင်လှုပ်တက်တဲ့အကျင့်လေးတစ်ခု ရှိပါသလား အားလုံးပဲကိုကျမ်းမာလို့စိတ်ချမ်းသာကြပါစေဗျာ။